အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါပဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ် အဲဒီနေ့မှာဒါထုတ်ရတဲ့မြန်မာစံတော်ချိန်9:00နာရီလို့မှာတော့ဒါကျွန်တော်တို့ဘာမှ breaking news မရှိတဲ့အတွက်ကြောင့်မို့ဒါကျွန်တော် Manchester United သတင်းလေးတွေကိုတနေရာထဲမှာအစုံလေးကျွန်တော်နေနဲ့တင်ဆက်ပြီးချင်တာဖြစ်ပါတယ်အဲ Manchester United အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သိကြမြင်ကြတဲ့အတိုင်းပဲဒါကျွန်တော်တို့တွေးကြတဲ့အတိုင်းပဲဒါ Manageria ကိစ္စတော်တော်လေးဟုတ်တာကျွန်တော်ဖောင်းပွားတဲ့သတင်းတွေဖြစ်နေတယ်ဒါ Ruben Amorim နေနဲ့အခုလက်ရှိမှာနီးပြအပြောင်းလဲလုပ်တာတဲ့ဆိုင်သူ့အနေနဲ့ဒါကျွန်တော်တို့ norm တစ်ခုအပြောင်းလဲလုပ်မယ်ဆိုတဲ့ video ကိုလည်းမနေ့ကတင်ထားခဲ့တယ် ်ဒါနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ United ပြည်သက်တော်တော်လေးကိုလူကြည့်များခဲ့တာကိုတွေ့ရမယ်သူဆန်းဆန်းပဲ ဒါပဲခုနပြောလို့ပဲအဲ့တော့လက်ရှိမှာဒါ Manchester United ပြိတက်တွေနေနေအခုလက်ရှိမှာဒါကျွန်တော်ဒီပြအပြောင်းလဲအတွက်ဒီပါပိုင်ရှင်ဒီဘက်ကမလုတ်ချင်တာတော့ပြိတက်ဒီဘက်ကမြင်ချင်တယ်ပြောချင်တာအဓိကကဗျာပြောလို့ဆိုရင်ဘလောက်ထိတာကစားသမားတွေအချိုးပဲပြည်လာပြည်လာပစားသမားတွေဘလောက်ထိတာကျွန်တော် effort ပဲထုတ်ထုတ်ဒါ at the end of the day မှာဒါကျွန်တော်တို့တကယ်တမ်းနင်းလန်းငါလာဟိဆိုရင်ကစားကွက်ကြီးကလည်းပြောစရာဖြစ်နေကြတယ်အထူးသဖြင့်ဒါကျွန်တော်ကွေးလယ်ပိုင်းဆိုင်ရာအာနေမှု United အသင်းတွေဒါသူများအသင်းတွေနဲ့ရှင်မယ်ဆိုရင်ကွေးလယ်ပိုင်းဆိုင်ရာကတော်တော်လေးအာနေပြီးတော့ဒါကျွန်တော်ကွေးလယ်ပိုင်း breakdown လုပ်တဲ့အချိန်မှာသူတို့ဘက်ကသူများတွေဘက်ကတော့တော်တော်လေးအာတာနေခဲ့ ဲတော့ခဏခဏတွေ့ရမယ်တဲ့မှာပါတယ်အဲ့လိုပြောခြင်းအဖြစ်ဒါကျွန်တော် United ကွင်းလယ်ပိုင်းအားနေတယ်လို့တော့မဆိုလို့ United လက်ရှိရှီစီရှီရင်ဆွဲလူစင်ကကွင်းလယ်ပိုင်းမှာအဲ့လောက်ကြီးဆိုးနေတယ်မှာမပါဘူးဒါပေမဲ့လက်ရှိမှာဒါကျွန်တော်နီးပြတုံးနေတဲ့ကွင်းလယ်ပိုင်းကကွင်းလယ်ပိုင်းနှစ်ယောက်ဖြစ်တဲ့တို့ကြောင့်တစ်ဖက်ပိုင်းကွင်းလယ်ပိုင်းသုံးယောက်တွေလေးယောက်တွေနဲ့တွေ့လာခြင်းရယ်ကွင်းလယ်ပိုင်းကတော်တော်လေးကိုအားနေနေတာတွေ့ရပြီးတော့ခုနပြောလို့လက်ရှိမှာ cancel ပိုင်းရ United အသင်းကကုလရှိမှာဒါ cancel ပိုင်းမှာဒါကြောင့်ပြင်တတော်များကဒါပထမကတော့ okay ဒါ cancel 3 bus ဆိုတော့ cancel လုံမယ်လို့တင်ကားခဲ့ပေမဲ့ ဒါလက်ရှိမှာခက်စစ်၃ယောက်ပန်းချမ်းမှာဒါကျွန်တော်တို့လူရှောပါဝင်နေမှုကတော်တော်လေး impact ကြီးမှနေမြင်တယ်လူရှောရဲ့ natural position ကသက်ဆန္ဒပန်းမဟုတ်လို့လူရှောကဒါကျွန်တော် natural position က full back ဖြစ်တယ်ဖြစ်တယ်မြေဆိုလူရှောကဒါကျွန်တော်တို့ full fly full back ပုံစံမျိုးသုံးရင်သုံးမသုံးဆိုဒါကျွန်တော်တို့ inverted wing back ပုံစံမျိုးသုံးရင်အဲ့တော့တကယ်တော့သုံးလို့ရနေထားမှာဒါကျွန်တော်တို့လူတော်တော်များသိကြမှာသိလိမ့်မယ်လူရှောကဒါကျွန်တော်တို့ကွင်းလယ်အထိတက်သုံးလို့ရနေထားမှာရှိရဲအဲ့လိုသုံးတာဆိုရင်ဒီပြမသုံးသူနဲ့သက်ဆန္ဒပန်းပဲသုံးတယ်လူရှောနေသက်ဆန္ဒပန်းမှာတော်တော်လေး struggle ဖြစ်နေရတွေ့ရတယ်ပွဲတိုင်းလိုလို struggle ဖြစ်ရတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဒီပြဟိုဒါကျွန်တော်လူ ော်များလည်းဝေဖန်မှုတွေများလာခဲ့တယ်အဲ့တော့ဒါက tactical တိုင်းရတာကျွန်တော်ဝေဖန်မှုတွေခင်ဗျားတို့တင်ဆက်ပြီးတော့ကျွန်တော်တို့ပြောတာမဟုတ်တာကျွန်တော်တို့ Twitter ပေါ်က tactical ဆရာကြီးတွေပြောပြရဖြစ်တယ်ကိုက tactical နားလည်မှုတော့ကြိုးစားနေစေဖြစ်တယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော် Manchester United နီးပြရာဒူးနဲ့ပတ်သက်ပြီး Oliver Glasner ကတော်တော်လေးကိုစိတ်ဝင်စားနေတယ် ်ဘန်ဂျီကော့ရေးသားလာခဲ့တာပေါ့နော်ဒါလည်းလက်ရှိမှာဒီနောက်ပိုင်းမှာဘန်ဂျီကော့က level tier 1 2တော့မဟုတ်မဲ့ tier 2 3လောက်ရှိရတယ်ကြောင့်ဘန်ဂျီကော့ရဲ့ပြောပုံဆိုပုံရဆိုရင်တော့ Manchester United အသင်းနေနဲ့အခုလက်ရှိမှာ Oliver Glasner ကိုဒါကျွန်တော် စာချုပ်ပုံစံမျိုးကန်လန်းခဲ့မယ်ဆိုရင်တော့ Oliver Glasner နဲ့လုံးဝမစင်စားဘဲနဲ့လက်ခံသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ် Oliver Glasner ကသူ့အတွက်ကဒါကျွန်တော် Manchester United အသင်းကလုံးဝ aim at dream club တခုဖြစ်တယ်ကြောင့် United ကလာပြီးကန်လန်းမယ်ဆိုရင်တော့လုံးဝမတုတ်ဆိုင်မင်းနဲ့ချက်ချင်းဆိုလို့လက်ခံသွားမှာဖြစ်တယ်လို့သိရတယ်မှာ ါပါတယ်။ဒါမှမဟုတ်ပြောမယ်ဆိုအမြင်နဲ့ဒါကျွန်တော်ပြောနေဆိုတဲ့စကားတစ်ခုပါ။ United ကခင်ဗျာဘယ်လောက်ပဲတိုင်ပဲပဲ at the end of the day United က United ပဲ။ Manchester United အသင်းကခင်ဗျာခင်ဗျာဘယ်လောက်ပဲတိုင်ပဲနောက်ဆုံးပြပွဲလေးပဲပွဲပွဲကောင်းဆိုတော့တန်းစင်းသွားသည်ဖြစ်တော့ United က United ဖြစ်နေမှာပဲ။ဒါကလုံးဝညင်းလို့မရတဲ့ fact တစ်ခုပဲ။ Pre-3 တော့ကောဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်နီးပြရတော့ကောဒါကျွန်တော်ကစားသမားတွေတော့ United က United ပဲ။ Manchester United အသင်းမှာကစားရကစားသမားဆိုတော့ဘယ်လိုပဲဘယ်လောက်ပဲစုပ်သည်ဖြစ်စေ Marshall ဆိုတဲ့တတိယရည်လူတတိယပဲ။လက်ရှိမှာနောက်ဆုံးပြကျွန်တော်စုပ်ပါတယ်ဆိုတဲ့ကစားသမားတွေတော့ at the end အိုးနော်နော်တော့ကျွန်တော်တတိယရ တဲ့သတိရတယ်ဥမာပဲအဲ့တော့ထပ်ပါအချို့မှာ United ဆိုတာနဲ့ဒါကျွန်တော် Oliver Glasner ကလုံးဝငြင်းပယ်သွားဖို့မရှိဘဲနဲ့ဒီကျွန်တော်လာစာချုပ်ကိုတော့လက်ခံသွားဖို့ရှိတော့တည်ရတယ်မှာပါတယ်ဒါပေမဲ့ Manchester United တင်ကလက်ရှိမှာဒါကျွန်တော်စာချုပ်ပေါ့အနည်းပြအပြောင်းလဲကိုတော့တို့အနေနဲ့မလုပ်သေးဘူးအဓိကတော့ Sergio Radcliffe နော် Sergio Radcliffe အနေနဲ့အခုလက်ရှိမှာအနည်းပြအပြောင်းလဲကိုခဏခဏလုပ်နေတာကအသင်းပေါ် impact ကကြီးမားတယ်လို့ယူဆတယ်ပြီးတော့ဒါခုနပတ်စံနဲ့တအားကုန်တယ်လို့မြင်တယ်ကျွန်တော်ဟိုတလောကပြောခဲ့လူပဲလက်ရှိမှာအကိန်း Manchester United တင်က Ruben Amorim ကိုထုတ်ခဲ့မယ်ဆိုရင်တော့မှ Euro 12တန်းပေးရမှာဖြစ်တဲ့ကြောင့်သူ ရဲ့ဒါကြောင့် team တစ်ခုလုံးကိုထုတ်မယ်ဆိုယူရို15သန်းပတ်ချလဲဝင်ကျင်ကြလောက်ကုန်ကြမယ်ပြောချင်တာဒါကျွန်တော်ကစားသမားတယောက်တော့ဝယ်လို့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ရူဘတ်အာမိုရင်းကဒါဗဇက်ကဒါကျွန်တော်တို့အနေနဲ့သူဟာနှုတ်ထွက်သွားမယ်လို့ပြောနေရပေမဲ့တကယ်တမ်းနှုတ်ထွက်မှာမဟုတ်ဘူးလို့သိရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ philosophy တွေကဒီ United အသင်းမှာသူဟာအလုပ်လုပ်အောင်မယ်ဆိုတဲ့ယုံကြည်မှုတွေနဲ့အပြင်သူ့ရဲ့အသင်းကဒါကျွန်တော်သူ့ရဲ့ ဟိုနေတော့ဒါကျွန်တော်တို့အဲဗာသတင်းစာရှင်းလင်းပွဲမှာအရေးမွန်တွေ့ခဲ့လို့ပဲဘုနော်သူ့ရဲ့ဒါကျွန်တော် system ကပြဿနာမဟုတ်ဘူးဒါကျွန်တော်လူတွေကဟိုလားဆိုပွဲတစ်ပွဲကောင်းပြီဆိုရင်ကစားသမားတွေတော်လို့ပွဲတစ်ပွဲရှုံးပြီဆိုရင်သူ့ရဲ့ system ကညံ့လို့ဆိုသူကပြောချင်တာသူ့အိတ်ပေါ်သူ့ပဲအပြစ်တွေဝိုင်းပြောနေတယ်ပြောတဲ့လူတွေကိုလည်းပြောအောင်ဆိုပြီးဒါသူ့ရဲ့သတင်းစာရှင်းလင်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောသွားခဲ့တာတွေ့ရမှာအဲ့တော့ Ruben Amorim နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့အချက်ကသူ့နဲ့နှုတ်ထွက်မယ်လို့စကားတွေခဏခဏပြောခဲ့ပေမဲ့လက်ရှိမှာသူ့ရဲ့အခုလက်ရှိဖြစ်နေတဲ့ပြဿနာသူ့ကြောင့်သူလုံးဝမခံယူချဘူးလက်ရှိမှာက စားသမားတွေကသူ့ဖော်မြလုံးဝမလိုက်မကစားနိုင်တာဒီဒါကျွန်တော်တစ်ဖက်မှာအပြက်အဖက်ဘက်ကကြည့်မယ်ဆိုရင်သူ့ဘက်ကသူတချို့ဥစ္စာလေးအားနေနေတယ်သူဟာသူလက်ခံထားပေးမယ်တကယ်တော့နင်းလားငါလားဟေ့ဆိုရင်တော့သူ့ရဲ့ system သူ့ရဲ့ philosophy ကလက်ရှိ United အသင်းတွေကသူဟာပြဿနာတစ်ခုလို့မခံစားအောင်လို့သူတို့နေမြင်ရတယ်ပေါ့အဲ့တော့ United အသင်းเนี่ยခုလက်ရှိမှာတီးကြတဲ့အတိုင်းပဲဒါ ဒါဘယ်လိုပြောမလဲကိုနီးပြပိုင်းဆိုင်ရာကိုတော့အခုလက်ရှိမှာဒါ Grass Hockey ကိုလည်းစိတ်ဝင်စားနေဆိုတဲ့တင်းထွက်နေတယ် Oliver Glasner စိတ်ဝင်စားပြီး Ariola ပေါ့နော်အဲ့တော့ Ariola ကတော့ဒီတဲမှာဒါကျွန်တော်တီးတဲ့လောက်တင်းနေရတော်တော်လေးကို solid မဖြစ်ဆုံးတင်းမယ်အဲ Oliver Glasner နဲ့ပတ်သက်ပြီးတော့ Ben Jacob ကခဏခဏတင်လာတာတွေ့ရမယ်ပြီးတော့ Sarah Hockey ကပြောကြရမလို့ Hockey နဲ့ဒါကျွန်တော် Ineos Social Jim Redcliffe တို့အုပ်စုကယင်းနီးပြီးသားတွေဖြစ်တဲ့ကြောင့်အခုချက် အခုခန့်အခုရတယ်ဆိုတဲ့နီးပြရတဲ့တယောက်ဖြစ်တယ်အဲ့တော့ Grasshopper ကိုဒါ United ဘက်ကခန့်ခဲ့မယ်ဆိုရင်တော့ Interim ခန့်မှုများတဲ့အပိသက်ခန့်မှုတော့ရခိုင်လုံးများတယ်ဒါမျိုးနေတယ်ပေါ့အဲ့တော့ United ပြည်သက်တွေကရှိသမျှဖျားဒီမှာကိုစုတောင်းအောင်မှာ Grasshopper က Manchester United အသင်းစီမှာနီးပြလာမလို့အကုန်လုံးစုတောင်းအောင်ဖြစ်တယ်အကယ်၍လာလို့ရင်တော့ဒါ စကူတင်ပြိသက်တွေအနေနဲ့တကအကုန်ဝိုင်းနောက်လို့ပူကောင်းသွားတာပေါ့နော်ဂရက်ဆောက်ကင်းနဲ့မန်ချက်စတာယူနိုက်တက်တသားတဲ့ညီနေရတယ်အကယ်မနေ့ပြောမှာဆိုတော့ဘရူးမကယူဆိုင်ဆရာမလို့ပါဘူးအကယ်ကို့အတင်းမှာဒါကဲဂရက်ဆောက်ကင်းကောင်းပြီဖလားတွေယူပေးတယ်ဆိုရင်ဘာဖြစ်လဲအော်တော့ဘရူးမသိတာမဟုတ်တာအဲ့တော့ဒါပါလက်ရှိမှာဒါကျွန်တော်လက်ရှိ United အချင်းကြီးကလို့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒါနည်းနည်းလေးဒါကျွန်တော်ခုနကပြောသူနည်းနည်းလေးဆက်ပြီးပြောရမယ်ဆို United အတင်းနေနဲ့အခုလက်ရှိမှာဒါ ်အင်ဒီယောဆိုအိုဆူနဲ့တိုက်ဆက်ပိုင်းအခုချိန်ဒီအားမရသေးဘူးလို့သိရတယ်မှာပါတယ်ဒီနေ့ညွေရသီမှာတော့ကျွန်တော်ပေါင်သန်း200ကျော်လောက်ဒီတိုက်ဆက်ပိုင်းကဆုံးသွားအသုံးပြုထားခဲ့ပေမဲ့တကယ်တော့နေသားငါလားဟိဆိုတဲ့ movement မှာဒါ United ရဲ့တိုက်ဆက်ပိုင်းကိုဒါကျွန်တော်တို့ United ရဲ့လက်ရှိပိုင်ရှင်နေ Jason Woodcock ဆိုအိုဆူနဲ့အားမရသေးဘူးလို့သိရတယ်မှာပါတယ်ပြောချင်တာဒီနေ့မှာဒါကျွန်တော်လာမယ့်ညွေရသီကြဆောင်းရသီတော့တို့ထပ်ဖြစ်ဖို့စီစဉ်မရှိဘူးညွေရသီကြရင်တော့ဒီနေရာအတွက်တို့အနေနဲ့ထပ်ပြီးတော့ဖြည့်တင်းဖို့အတွက်လက်ရှိမှာ plan တွေစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့လက်ရှိမှာဒါကျွန်တော်ကောလာဟာလာတွေရဲ့လက်ရှိဒါကျွန်တော်ဘုံမော့အသင်းရဲ့စာချုပ် ်တစ်ချုပ်ဆိုထားခဲ့တယ်ဒါကြောင့်ဆမ်မီညိုကိုမန်ချက်စတာယူနိုက်တက်တင်တာလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့တဲ့စဉ်းစားသွားရတဲ့သတင်းထွက်လာခဲ့တယ်ဒါကြောင့်ဆမ်မီညိုကိုတန်ကလည်းမန်ချက်စတာယူနိုက်တက် ပြိတ္တဖြစ်တဲ့အတွက်ကြောင့်မို့ယူနိုက်တက်ကိုပြောင်းဖို့အတွက်စိတ်ဝင်စားနေတယ်ဒါပေမဲ့လက်ရှိမှာသူ့ရဲ့စာချုပ်မှာစာချုပ်အစ်ကလည်းပူပူလောလောမှာဒါဒီနှစ်မှာချုပ်ထားတဲ့အတွက်ကြောင့်စာချုပ်ဖြတ်သိမ်းကြီးပါလာဆိုတဲ့မေးခွန်းမေးရမယ်အဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဒါဖာဗီဂျီရိုမာနိုနဲ့သူတို့တည်တလာတော့လက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီးပုံစံမျိုးမရှိပေမဲ့အဒမ်ဆမ်မီညိုအနေနဲ့ဒါအိုအက်ဒွန်ဆေကိုဆမ်မီညိုအနေနဲ့လာမယ့်ဒါကျွန်တော်တို့လူရည်အပြောင်းရွှေ့မှာပြောင်းကျင် နေဆိုရင်အသင်းကပေးပြောင်းမယ်ဆိုတဲ့ gentleman agreement ပုံစံမျိုးနဲ့အသင်းဘက်ကလက်ခံထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ပြောချင်တာဆမ်မီညိုလီဝိုဒါ United အသင်းနဲ့လာမယ့်နေရာဒီမှာ try သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့ဒါပေမဲ့တကယ်လည်း United အသင်းနဲ့ဒါတောင်းပန်ပါညာဆိုတာထက်ပေါ့နော်ဒါကျွန်တော်ကွင်းလေဘိုင်းကွန်ဆာ United ကအဓိကပို့ပြီးတော့ခေါ်ယူတဲ့လို့မြင်တယ်။အဲ့ဒီမှာကွင်းလေဘိုင်းကအပြောင်းရွှေ့သတင်းတွေကလည်းလေးပြန်အေးသွားပြီ။ဘာလေးဘာနဲ့လည်းဘာသမ်းမှမကြတော့အတန်းပေါ်တန်းနဲ့လည်းဘာသမ်းမှမကြ။ကျွန်တော်နေတာကဒါကကွနာပေါ်ဆိုပဲသူတို့နေနဲ့ဒီပြကိစ္စသတင်းတွေထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်မူတာကျွန်တော်တို့ ဒီတဲ့နေကိုအဓိကအဲ့ဒါအရင်ဆုံးလုတ်ပြနေတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးအရင်ဆုံးလုတ်ပြီးမှပဲနှီးပြနေတာကျွန်တော်ပြန်ပြီးချိူးသွားမှပဲကျန်တဲ့တဲ့နေပြန်ပြီးထွက်လာမယ်လို့မြင်တယ်။အဲ့တော့ ယူနိုက်တက်ကထုံးရတိုင်းမှာပဲဒါကြောင့်ရလပိုင်းနည်းနည်းလေးဆိုးနည်းနည်းမို့တော့ခုလက်ရှိမှာတော်တော်လေးကိုဆိုးရွားတယ်တော်တော်လေးဆိုးရွားလာပြီဆိုရင်နီးပြနဲ့ဒါသတင်းတွေထွက်တယ်နီးပြပြောင်းလဲဖြစ်သွားပြီးတဲ့ကစားသမားနဲ့ပြန်ထွက်တယ်ကစားသမားနဲ့ပြန်ထွက်ပြီးဒါနီးပြနဲ့ပြန်လဲမယ်ဆိုတဲ့သတင်းပြတော့ယူနိုက်တက်ဒါမနီကကျွန်တော်ဒါတင်ဆက်ခဲ့သူပဲယူနိုက်တက်အသင်းနဲ့ဒါကြီးကိုပြောင်းလဲဖို့တော့လိုပြီဒါကျွန်တော်အင်းနီယောဆူအုစုနဲ့ဒါကြီးကိုပြောင်းလဲဖို့သူတို့ကြိုးစားနေပေါ့အဲ့ဒါဒါပြောင်းလဲနိုင်တော့ယူနိုက်တက်အသင်းနဲ့တကယ်တော့ဒါကျွန်တော် Ariana Grande တဲ့ချင်းကို break through ဖြစ်သွားမယ်လို့ပဲမြင်ပါတယ် ကောင်းနေမှာပေါ်လာလို့ပြောတယ်ကျန်နေဒီဘက်အာရီယန်ဂရန်ဒီနောက်နဲ့ထဲနောက်မှာအာရီယန်ဂရန်ဒီကိုဒါအားချိုက်ပါတယ်အဲ့တော့ကျွန်တော်ခုနပြောလို့ပဲအဲ့တော့လက်ရှိမှာတော့ပြောရမယ်ဆိုရင်တော့ Manchester United တည်နေနေတယ်ဒါတွေကတည်နေမှာနောက်ဆုံးမှာပဲအဲ့တော့ update တည်နေတော့ပဲအားလုံးပဲကြိုးတူပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါဒီညကနေပြီးတော့ စုမကောင်းတောင်းပေးလိုက်ပါအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4U တို့မှာအကျဉ်းလို့ဆိုပါဝင်ကူညီလို့ရပါတယ်။မြန်မြလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များကကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျ။မြန်မြလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျ။မြန်မြကလစ်မှမြန်မြနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာကအကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစုမကောင်းတောင်းပေးနေပဲ။ ကျွန်တော်တို့တွေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့ကြောက်သွားကုန်ပြီပေါ့ဒီပေါ့ရ